သူနောက်ွယ်မှာရှိနေတဲ့လက်မဲကြီးနဲ့ကျိုးကင်နေတဲ့အဖွဲကိုဖြစ်ဖြစ်ထွေးဖို့ကောင်းလို့ပြီးပရိသတ်များလုံးမင်္ဂလာပါရှင့် Famous Sally News ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီမောင်ကတိမ်ပေါင်းတောင်းချီလွတ်တန်းနိုင်တဲ့နောက်ွယ်ကအကြောင်းရင်းနဲ့ဒီမောင်ကိုကျိုးကင်ထိန်းချုပ်နေတဲ့အဖွဲအစည်းကိုပြောပြလာတာကတော့ဖြစ်ဖြစ်ထွေးဖြစ်ပါတယ်။ အခုချိန်မှာတော့ဖြစ်ဖြစ်ထွေးကမြန်မာနိုင်ငံမှာအလူတန်းလှုပ်ဆောင်ပရိုက်တာနတ်သမီးအဖြစ်အလူကြီးအတန်းကြီးပေးနေတာဖြစ်ပါတယ်။တကယ်ဆိုရင်ဖြစ်ဖြစ်ထွေးကကျောင်းကပွဲတစ်ခုမှာကျွန်းထိုးရင်းနဲ့ဆယ်လီဖြစ်လာပေမဲ့အနုပညာလောကမှာတော့အကြီးချင်းတစ်စက်လေးမှမရှိရသူဖြစ်ပါတယ်။တိတိကျကျပြောရရင်ဖြစ်ဖြစ်ထွေးဟာတချင်းဆိုလဲမကောင်းသလိုတရုပ်ဆောင်လဲမကောင်းပေနဲ့ကလည်းမကတတ်ပါဘူး။ဒါမှမဟုတ်ဖြစ်ဖြစ်ထွေးဟာပရိသတ်တွေရဲ့လက်ခုပ်တန်းကိုဘယ်လိုယူရမလဲဆိုတာကောင်းကောင်းသိပါတယ်။ ဒါကြောင့်လည်း Facebook ဆက်လေးဖြစ်ဖြစ်တွေးဟာသူမကိုသူမစိတ်ထားကောင်းတဲ့သူပရိတ်တအလူရှင်တဦးဖြစ်လက်ကောင်းမိသားစုကိုလှုပ်ကျွေးနေတဲ့သူ ဖြစ်လက်ကောင်းပုံဖန်ပြီးတော့ပရိသတ်တွေရဲ့အားပေးမှုကိုရယူခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဖြစ်ဖြစ်တွေးဟာမရှိစင်းရဲသားတွေကိုလူတန်းအောင်ရေဘေးနဲ့အခုလောလောဆယ်သဘာဝငလင်ဘေးတွေမှာတိမ့်ရာထောင်ချီအကုန်ကြခံလူတန်းနေရလဲဖြစ်ပါတယ်။ဖြူဖြူတဲ့တယောက်ဒီလိုမျိုးလူတန်းနေရကြောင်းဘဲကရတဲ့ငွေတွေနဲ့လူတန်းနိုင်တယ်လို့ဆိုပြီးလူတွေကတော့မေးခွန်းထုတ်နေကြပါတယ် တကယ်ဆိုရင်ဖြူဖြူသေးကနာမည်ကြီးအမှုပညာရှင်မဟုတ်ပဲတာမန် Facebook ဆယ်လီတာဖြစ်တာကြောင့်ဝင်ငွေကလည်းထင်သလောက်မကောင်းပါဘူး။ဒါပေမဲ့ဖြူဖြူသေးလူတန်းလိုက်တဲ့ငွေကနာမည်ကြီးအမှုပညာရှင်တတိယတွေတက်တောင်ပို့ပြီးတော့များပြားနေကြရဖြစ်ပါတယ်။ ဒါကြောင့်ဖြစ်ဖြစ်တည်းရဲ့နောက်မှာဘလို့အဖွဲ့အစည်းတွေကရှိနေတယ်လဲဆိုပြီးသိကျင်နေကြတာဖြစ်ပြီးတော့နာမည်ကြီးဒါရိုက်တာပြည်ဟင်းတီဟာကတော့ဖြစ်ဖြစ်တည်းရဲ့နောက်မှာအင်အားကြီးအဖွဲ့အစည်းတခုရှိနေပြီးဖြစ်ဖြစ်တည်းကိုငွေအင်အားထောက်ပံ့နေကြောင်းဒါကြောင့်မီဒီယာတွေကိုခေါ်ပြီးတော့သူမကနာမည်ပိုကြည့်အောင်ပတ်စံပေးပြီးအင်တာဗျူးခိုင်းနေတယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ဒါတင်မကသေးပါဘူးဖြစ်ဖြစ်တည်းကတပ်မတော်အင်ဂျင်နီယာတက်ကပုံမှုတယောက်နဲ့ချစ်သူအဖြစ်ပြီးမှပို့ပြီးတော့ချမ်းသာကြွားလာတယ်ဆိုပြီးဒါရိုက်တာပြည်ဟင်းတီဟာကဖြစ်ဖြစ်တည်းနဲ့ပတ်သက်ပြီးတော့ ဖွင့်ချပြခဲ့ရပဲဖြစ်ပါတယ်။အခုခါမှာတော့ဖြဖြွတွေးကသူမပေါ်မှာဆွဆွဲမှုတွေကိုအခုလိုတုံ့ပြန်လာခဲ့ပါတယ်။ဖြဖြွတွေးကသူမရဲ့နောက်ွယ်မှာကျိုးကင်နေတဲ့အဖွဲစည်းနဲ့လက်မဲကြီးအဖွဲကဘသူတွေလဲဆိုတာကိုအခုလိုရှင်းလင်းစွာနဲ့ထုတ်ပြောလာခဲ့ရဖြစ်ပါတယ်။ တမရဲ့နောက်မှာတမလို့ချင်တဲ့ပရာဟိတအလို့တန်းတွေအတွက်ပံ့ပိုးပေးနေရကတမရဲ့မိသားစုဝင်တွေပဲရှိရလို့ဖြူဖြူတွေးကရှင်းပြခဲ့ပါတယ်။ဒါအပြင်တမလို့တန်းတွေရဲ့ငွေတွေကလည်းလူတွေဆွဆွဲနေကြသလိုမျိုးမတန့်ရှင်းတဲ့ငွေတွေမဟုတ်ဘဲပြည်တွင်းနဲ့နိုင်ငံတကာကစေတနာရှင်အလို့ရှင်တွေရဲ့ငွေတွေပါဆိုပြီးတော့ဖြူဖြူတွေးကရှင်းပြခဲ့ရပဲဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဖြူဖြူတွေးရဲ့ဖြည့်ရှင်းလာပုံနဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းနုပညာလောကရဲ့အစိတ်ဝင် စားပွဲရာသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။